မင်္ဂလာပါရှင်မူတာမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရကလန်နဲ့ကန်အဖွဲ AAO ဆောင်ရဲ့ပူပေါင်းအဖွဲတွေဟာအေရရီတိုင်းဒေသကြီးကို ထိုးပွားဝင်ရောက်နိုင်အောင်အကြင်ကြင်ကြိုးပမ်းခဲ့ပြီးမြေနာဆက်ကတက်တွေပြည်သူစစ်အဖွဲတွေနဲ့စစ်မှုတပ်ဟောင်းအဖွဲဟန်ချက်ညီစွာပူပေါင်းတုံ့ပြန်နိုင်မှုကြောင့် AAO ဆောင်ရဲ့ပူပေါင်းအဖွဲတွေဟာအေရရီတိုင်းစစ်မျက်နှာမှာစစ်ဦးကျိုးခဲ့တယ်လို့ဖြစ်ခဲ့ရှာပါတယ် AAO ဆောင်ရဲ့ပူပေါင်းအဖွဲတွေဟာ ရခိုင်ပြည်နယ်နဲ့နယ်စပ်ချင်းထိစပ်နေတဲ့အေရရီတိုင်းဒေသကြီးကရေကြီးငတိုင်းချောင်းနဲ့လေမျက်နှာမျိုးတွေကိုထိုးပါဝင်ရောက်ဖို့ကြိုးပမ်းခဲ့ပေမဲ့စောက်ခွာထွက်ပြေးခဲ့ရတယ်လို့သိရပါတယ်။လေမျက်နှာမျိုးတွေမှာဒီအပိုင်းဖြစ်ွားခဲ့တယ်။တိုက်ပွဲတွေအတွင်းအေအေအိုးဆောင်နဲ့ပူးပေါင်းအဖွဲ့တွေဘလို့အခြေအနေမျိုးတွေရှင်းဆိုင်ခဲ့ရတယ်လို့ဆိုတာကိုဒေသခံတအုံနဲ့တိုက်ရိုက်ဆက်သွယ်မေးမြန်းထားမှုကိုဖော်ပြပေးလိုက်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မိုတာမီဒီယာ channel ကို subscribe နဲ့ like ရန် share လေးလုပ်ပေးပါအောင်ရှင်။ဟိုတလောကဒီ second 16စကူပေါ့နော်။ဟုတ်ကဲ့။ second 16စကူမှာတော့ဟိုတလောကကိုတော့တော့ကွာဒီဥစ္စာဟိုမတိုင်းကြောင်းမျိုးနဲ့အမြောက်တဲ့ဘက်ကနေရွှေ့သွားပြီးတော့မှလေ။ဟုတ်ကဲ့။အဲ့ရွှေ့သွားပြီးတော့မှသူတို့ဒီလင်းမျက်နှာပိုင်ပေါ့ဟုတ်ကဲ့အဲလင်းမျက်နှာမျိုးနဲ့ပိုင်သူတို့ပါလဲပါပေါ့ အဲဟိုတကိုက်ပေါ့နော်ဟုတ်ကဲ့တကိုက်တို့ရှောကြတို့တဲနုကျုံးဟုတ်ကဲ့အဲအဲ့ဒီဘက်ယွာတွေကိုလေဟုတ်ကဲ့ကိုကြီးအဲ့ဒီဘက်ယွာတွေကိုတို့ရွှေ့သွားတယ်အဓိကတော့တော်တော်ပြင်းထန်ဖြစ်သွားတော့တဲနေကျုံးမှာဖြစ်သွားတယ်ခလားဟောဟုတ်ကဲ့တဲနုကျုံးမှာအဲတဲနေကျုံးယွာမှာတို့ကတော်တော်မြင်လာစုဖွဲ့တယ်ရောက်လာကြီးမှာလေဟုတ်ကဲ့ကိုကြီးအဲ့တမှာရှိတယ်ကိုနဲ့ဟိုအခုတို့ပြောရတဲ့ဒီ25ရောက်ရှိတဲ့စကမ်းပေါ့ကွာဟောဟုတ်ကဲ့အဲကောင်တို့အသေးအတန်ဝင်လုံးပြီးတော့မှတဲ တနေ့ကျော်ရွာမှာသူတို့ဒါအဲ့ရွာအသိဝင်လုံးတဲ့သဘောပေါ့ဟုတ်ဟုတ်ကဲ့ကဲ့အဲတော်များရွာသားတွေရတော့အကုန်လုံးဟာဆောင်ကြတော့ပြေးကြတာပေါ့ဟုတ်ဟုတ်ကဲ့အဲအဲ့လိုနေသားမျိုးတော့ဖြစ်သွားတယ်အဲ့မှာအဲ့ရက်ကလည်းဟိုရက်ကကြောင်းနေရဖွင့်ထားတာသူတို့အဲ့လိုလုံတော့အဲ့ဘက်ကကြောင်းနေတော့ရုပ်တရက်ပိတ်လိုက်ရတာပေါ့နော်ဟာဟုတ်ကဲ့ဟုတ်ကဲ့အဲအဲ့လိုနေသားမျိုးဖြစ်သွားတယ်အဲဖြစ်သွားပြီးတော့အခုအဲ၁၉၁၈၁၉ဆိုတော့လေဟုတ်ကဲ့ကွ မနေ့က၁၉ရက်နေ့ဒီဟိုနေကြောလောက်မှာအိမ်မှာနည်းနည်းပြပြစ်တန်ဟိုလက်လက်ကြီးကပြစ်တဲ့ဆက်တဲ့တန်ကြားရတယ်ဟုတ်လားဟုတ်ကဲ့ကိုဒါဒါမြတ်အခုဒီ20ရက်နေ့မှာတော့လုံးဝငြိမ်ကြသွားပြီအော်ဟုတ်ကဲ့20ရက်နေ့မှာတော့လုံးဝငြိမ်နေတယ်ဘာသမမကြားတော့ဘူးဒါပြမြေပြင်နေတော့မြေကြီးတဲ့ခါကြတော့မြေကြီးမှာစစ်ကြောင်းတွေလိုက်ရှင်းနေတယ်အော်ဟုတ်ကဲ့မြေကြီးမှာစစ်ကြောင်းတွေလိုက်ရှင်းနေတယ်အဲ့ဒီမှာကြားတာကဟိုပါပေါ့လေဒီ အစိုးကတောင်ကျောဘက်ကိုပြန်ဆုတ်သွားတာဟုတ်လားဟောအေးအေးလေးပြန်ဆုတ်တာပေါ့နော်ကိုဟုတ်တယ်အေးအေးနဲ့အပေါင်းမာတွေအပေါင်းမာတွေတို့ဟိုဘက်ကိုပြန်ဆုတ်သွားတယ်တချို့ကတော့ဒီ50ရောက်တော့ကိုအဲ့လိုကိုဖြန်ခွဲနေတာလေဟုတ်ကဲ့ကိုတချို့ရွာတွေဘက်ကိုတို့ကဟိုဘာအရောက်ဝင်နေပေါ်ဖြောက်ပြီးတော့မှလေဟုတ်ကဲ့အဲ့လိုဝင်သွားတာတွေတွေ့တယ်လို့အဲ့ဒေတာကန်တွေပြောကြတယ်လေဟောဟုတ်ကဲ့ကိုဝင်သွားအဲ့လိုတို့ပုံပုံးတဲ့သဘောမျိုးပေါ့နော်ဟောဟုတ်ကဲ့အဲ့ဒီသဘောမျိုးရှိတယ်ဆိုတော့တို့အဲ့ တော်များဟိုအပေါ်ကတိုင်းတော့တောင်ကျောဘက်ကိုပြန်ဆုတ်ကြလို့ပြရအောင်ဟုတ်ကဲ့ကိုဒီအဲ့ဒီလေလေးမျက်နှာမှာဒီရပိုင်းဖြစ်တဲ့တိုက်ပွဲတွေအတွင်းမှာဒီဟိုနာဖကတမတော်ဘက်ကနေပြီးတော့ဒီစကန်းလေးပါလက်လွတ်ပေးရတာမျိုးရောရှိသေးလားကြားမိသေးလားအဲ့အဲ့မှာစကန်းလေးကမရှိဘူးညီလေးခုနကလို့25ရောက်ဆိုတာကဟိုယာယီစကန်းလေးပေါ့ကွာဟာဟုတ်ကဲ့ယာယီခဏစတာတဲ့စကန်းလေးအဲ့တခုပါပဲအဲ့ဒါ25ရောက်တဲ့နေသူတို့တရားနဲ့လုံးဟိုကပြလာတဲ့ခါကျတော့သူတို့ ဒါနောက်ဆုတ်ခိုင်းလိုက်တယ်နောက်ဆုတ်ခိုင်းနေတယ်ကြီးခိုင်းမှုမရှိအောင်လို့ပေါ့နောက်ဆုတ်ခိုင်းလိုက်တယ်ဟုတ်ကဲ့အဲတရက်တနေ့တာတော့သူခံချတာပေါ့ဟောဟုတ်ကဲ့တနေ့တာခံချပြီးတော့သူအဲနည်းနည်းအင်အားဟိုဟာဖြစ်တဲ့တော့ကြောင့်မလို့ပြန်ဆုတ်ခိုင်းတယ်ဆုတ်ခိုင်းပြီးတော့မှဒီကဟိုအမြောက်နေတဲ့ထူတယ်နောက်အပေါ်ကအဲဂျက်ဖိုက်တာတွေလာတယ်ဟောဟုတ်ကဲ့အဲအရာရင်းနဲ့ဟိုဟာဖြစ်ပြီးတော့မှအဲ့လိုဟိုဟာလုတ်ပြီးတော့မှအခုဒါဒီနေ့တော့အာလုံးဝနည်းနည်းငြိမ်ငြိမ်းနေတယ်ပေါ့နော်ဟော ခုအဲ့ဒါဆိုရင်တက်မတော်ကနေဒီလေးမျက်နာမျိုးမှာနေမြရှင်းလင်းမှုတွေလိုက်လံလှုပ်ဆောင်နေပြီပေါ့လုံနေတယ်လုံနေတယ်အမှမြေမြစကြောင်းတွေလိုက်ယူမှာပိတ်စိတ်တက်ယူမှာလိုက်ရှင်းနေတယ်အော်ဟုတ်ကဲ့ကိုဒီ A ဘက်ကရောအထိနာသွားတဲ့ပုံစံမျိုးရှိတာပေါ့နော်အထိနာတဲ့နာတဲ့ဒီကောင်လေးပြန်ဟိုနောက်ဟိုတောင်ကျောဘက်ကိုပြန်ဆုတ်သွားတာအဲ့ဒီမှာဥစ္စာလေးစစ်ဆောင်နေရှိတယ်လေအော်ဟုတ်ကဲ့စစ်ကြောင်းတွေကအခုအခု ဟိုမလေးရမာဒီဟိုဆိုဟာဖြစ်လာတဲ့အဖွဲ့တွေကိုအခုမေးကြည့်တယ်ဟုတ်ကဲ့အဲမေးကြည့်တဲ့အခါကျတော့အဲ့မှာသူတို့မြင်ခဲ့တာတော်တော်များတယ်တဲ့တော်တော်လေးဟိုဒါလာဟိုသူတို့အစိတ်ကြိုက်တော်များတယ်ပေါ့လေအော်ဟုတ်ကဲ့ဆမ်းမကြီးဆမ်းမကြီးကိုမေးကြည့်တာလေသူကတရားကျော်လောက်ရှိမှလို့ပြောတယ်အော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဆိုကိုကြီးဒီအဲ့ဒီတရားဆိုတာကဒီအပိုင်းလေးမျက်နာမှာဒီအပိုင်းဖြစ်တဲ့တိုက်ပွဲတွေအတွင်းကြတဲ့အကြီးအတွက်ပေါ့နော်အဲအဲ့ဒီဟိုပါဗောအဲ၁၇၁၈စကူမှာဖြစ်တဲ့အကိစ္စပေါ့အော်ဟုတ်ကဲ့ဟုတ်ကဲ့ အတိအကျပြောမယ်ဆိုရင်တော့ဟိုလေးမျက်နာမြို့နယ်အဆက်မှာဖြစ်သွားတဲ့တိုက်ပွဲအတွင်းမှာဒီ A ဘက်က100ကျော်လောက်ကြာတာပေါ့အဲ့လိုပြောလို့ရတယ်ဟုတ်တယ်ဟုတ်တယ် A နဲ့ပေါင်းပါပေါ့100ကျော်လောက်ကြာတယ်ဟောဟုတ်ကဲ့ဟုတ်ကဲ့ဟိုကိုကြီးဒေသခံတွေကတော့ဒီနေရဆုံးခွာတာတော့ဘာလို့တော့နေချင်းရှိကောင်းရှိနိုင်တာပေါ့အဲရှိတယ်ကြီးတယ်တချို့လည်းမဟုတ်တာဖြစ်ရတယ်အဲမဆောင်တဲ့လူကတော့ကိုနေ့ကပြောသလိုပဲအခုဟိုဒါမှလဲလုံးနေတဲ့ကောင်လေးတို့ဆွဲသွားတယ်ပြောတယ်ဟောဟုတ်ကဲ့ဟုတ်ကဲ့ လဲလုံးနေတဲ့ကောင်လေးဆွဲသွားတယ်အပြင်းဆွဲခေါ်သွားတာဩဟုတ်ကဲ့ကျွန်တော်အရာလေးတွေကတော့မဆောင်တဲ့လူတွေကတော့အဲ့ဒီတပ်နာတော့သူတို့မလိုက်ချင်လဲလိုက်ဟိုအပြင်းဆွဲခေါ်တော့တော့လိုက်ရမှာပဲလေဩဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီဒါမျိုးတော့ဖြစ်တယ်အရာမျိုးရှိတယ်ဩဟုတ်ကဲ့ဟုတ်ကဲ့ဟိုအဲ့ဒါဆိုရင်အခုဒီလေးမျက်နာမျိုးနဲ့အဆက်မှာဒီအပိုင်းဖြစ်တဲ့တိုက်ပွဲတွေအတွင်းမှာဒီ AA ကဟိုဂျွာသားတွေကိုထပ်ခေါ်သွားသေးတယ်လို့ပြောလို့ရတာပေါ့အဲဟုတ်တယ်ခေါ်တယ်လုံးဝခေါ်ကြည့်လေလုံးဝအဲ့မှာတွတ် တွေ့တဲ့လူကိုခေါ်သွားတာခေါ်သွားတယ်ဆိုတော့ဗာဘယ်လိုလုပ်ဖို့စစ်တိုက်ဖို့လားလူသားတိုင်းလုပ်ဖို့လားသူတို့ကတော့ခေါ်သွားတယ်ဆိုရင်သူ့အထက်ဝင်ခိုင်းမှာပဲလေသူ့အထက်ဝင်ဟိုမဝင်လည်းမရဘူးလေမဝင်သူတို့ကတတ်ပြင်မှာဟုတ်ဟောဟုတ်ကဲ့သူ့အတတ်ပြင်မှာဆိုတော့ဘယ်လိုလုံးချင်ချင်မလုံးချင်ချင်ဖြစ်ဖြစ်ဟိုရောက်သွားရင်တော့လည်းလုံးရတော့မှာပဲလေဟုတ်ကဲ့ခုလက်ရှိမှာဆိုရင်ခွေးတက်မတော်အနေနဲ့မြေလိုက်ရှင်းလင်းနေပြီပေါ့အဲ့လိုနော် ော်တန်ကြီးလည်းအဲ့မှာနေပြရှင်းလင်းနေတယ်အခုပိတ်ဆိတ်တိုက်လိုက်ရှင်းနေတယ်အားရတဲ့တပြိုင်တည်းပဲအခုဒီကအမြောက်တက်ဘက်ကလေဟုတ်ကဲ့အမြောက်တက်ဘက်မှာလည်းသူတို့အမြောက်တက်နဲ့15မိုင်လောက်ကိုပြန်ခွာသွားပြီဟုတ်ကဲ့အမြောက်တက်ရဲ့15မိုင်လောက်ပြန်ခွာသွားပြီးတော့မှအဲ့ဒီမှာအဲသူတို့ဒီဟောပေါ့အဲအဲ့မှာအစုအဖွဲ့လေးတွေပေါ့ဝိုင်းဟိုနားလူ90ဒီနား90ပေါ့ဟောအဲ့လိုစုဖွဲ့အဲ့အဲ့လောက်ကလေးတွေနဲ့အဲ့လောက်ကလေးတွေတယောက်တည်းတရားပြီးနေပြီးတော့မှ ိုက်ကောင်ကိုလည်းအဲ့အမြောက်တက်အဲ့15မြေဝေးချင်းကိုလည်းမြေပြင်စစ်ကြောင်းတွေကလိုက်ရှင်းနေတယ်။အော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်အဲ့ဒါဆိုရင်အမတ344ဘက်ချမ်းမှာလည်းနေမီရှင်းလင်းနာတွေလုတ်တယ်ဒီ၄မျက်နှာမျိုးဘက်ချမ်းမှာလည်းနေမီရှင်းလင်းနာတွေလုတ်တယ်အဲ့လိုပြောလို့ရတာပေါ့နော်ဟုတ်တယ်ညီလေးတပြိုင်တည်းပဲညီလေးအဲ့ဘက်မှာလည်းအကုန်လုံးနေမီရှင်းလင်းနာတွေလုတ်နေတယ်အမြောက်တက်ဘက်အဲ့တိုင်းကြောင်မျိုးနဲ့အမြောက်တက်ဘက်အချမ်းမှာလည်းပဲနေမီရှင်းလင်းမှုတွေလုတ်နေတယ်အော်ဟုတ်ကဲ့ဟုတ်ကဲ့ ခုကိုကြီးအဲ့ဒါဆိုရင်အခုကျွန်တော်တို့လည်းကြားလို့ပေါ့နော်သတင်းတွေလည်းထွက်လို့သဲနုကျွန်းကိုပဲဒီ A ဘက်ကနေကာရတယ်ဆိုတော့ပုံစံမျိုးတွေလူမှုကွန်ရက်မှာကြားလို့လေအဲအဲ့ဒါတော့ဝါခဏဒုံနိုင်ဆိုတော့ဝင်လာတာပေါ့ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဒုံနိုင်ဆိုတော့သူတို့ဟုတ်တယ်လူတို့ဝင်လာတဲ့ဝင်လာယူရရေရှိပဲနေနိုင်လဲသူဆက်ချင်းတက်ကလည်းဒီဟာလည်းပြန်ချတာပဲပြဖိုက်သားတွေရောပါတယ်ဟုတ်ကဲ့အဲ့ဒါဆိုရင်အခုတက်ကဒီသဲနုကျွန်းကိုပြန်ရသွားပြီလို့ပြောလို့ရတာကိုရသွားရသွားပြီမရှိဘူးဒီကောင်လေးအဲ့တဲကျွန်းစကြောင်းရှင်းနေတယ် ဟုတ်ဒီတော့လည်းမနေတိုင်းအပြန်ပြန်ခွာသွားပြီအော်ဟုတ်ကဲ့အဲ့ကိုပြောသလိုကကိုနောက်လို့ပေါ့တော့ရိုးမဘက်ကိုပြန်ခွာသွားတဲ့လူလည်းရှိတယ်အဲ့ဒါဟိုဒစုဒစုဒစုတွေရွာဘက်တွေရှောင်းတင်းထွက်ပြေးသွားတဲ့ကောင်လည်းရှိတယ်ဟောအဲ့ဒါဆိုရင်အေအေတွေကစုဖွဲ့မှု꽌သွားတဲ့ပုံစံမျိုးပေါ့နော်ဟုတ်တယ်ဟုတ်တယ်ညီလေးတို့ပြောချင်တာတော့တို့အပွက်ချင်းလဲတူချင်းမတူပါလေအော်ဟုတ်ကဲ့ဒီမှာဆိုတော့တို့ဒါဟိုစာချင်းဟွာတွေနဲ့အဲပီဒီအနဲ့အေတို့ဘာတို့ကတော့ဒီတောင်ကျောဘက်ကိုတို့ပြန်ဆုတ်သွားတဲ့ သဘောရှိတယ်ခုနကပြည်ရဲ့ဘာညာတော့ခုနလိုဟိုပြောလို့လို့ဒီကရွာဘက်တွေကိုလေဟုတ်ကဲ့ခိုးလုံပြီးတော့ခိုးလုံမြတ်တို့တက်တက်ထောက်တဲ့သဘောမျိုးပေါ့ကွာဟုတ်ကဲ့အဲအနေထားမျိုးတော့ရှိတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကိုကြီးဒီရပိုင်းလေးမျက်နှာမှာဖြစ်သွားတယ်လေးမျက်နှာမျိုးနယ်မှာဖြစ်သွားတယ်တိုက်ပွဲကြီးနဲ့ပတ်သက်ပြီးကိုကြီးဘာမှန်းဖြည့်ဆက်ပြောခြင်းအောင်မလဲကိုကြီးအဲဘာပြောခြင်းလဲဆိုတော့ကွာဟိုလိုအရာတိုက်နယ်ဆက်ကိုဟာတမတော်ကောပြည်သူစစ်တွေကောဒေသခံတွေနေလေကလည်းဟာလာဒီအကျန်းဖက်နဲ့ မနေ့ကလမ်းစီတော့မလိုလားတဲ့ဟိုအားဒီပေါ့ဝါဟိုဒေတာကန်နေရလဲလုံးဝမနစ်မြို့ဘူးကွာဟုတ်ကဲ့မနစ်မြို့တဲ့အတွက်ကြောင့်မလို့ဟို AI desert နေဆက်မှာရှိတဲ့ AI တိုင်းနေဆက်မှာရှိတဲ့ဟလာ AI တိုင်းသားများအနေနဲ့ဒီအကျန်းဖက်တွေကိုဟလာလုံးဝလက်မခံဘူးဟုတ်ကဲ့နော်လက်ခံရွာပြင်မအဲ့တော့မိမိတို့ပိုးရင်စီးစိတ်တွေမပြောက်ဖို့အတွက်ကိုဟလာမိမိတို့ကျေးရွာမိတို့ဒေသအောင်မိမွှေ့ပါနဲ့ဟလာမိမွှေ့ပါနဲ့အာမပေးပါနဲ့ဆိုတော့ပြောချင်တာပါနော်အော်ဟုတ်ကဲ့ဟုတ်ကဲ့ ကိုကြီးအဲ့ဒါဆိုခုလိုမျိုးအချိန်ပေးပြီးဖြေချပေးလို့ကျေးဇူးပါနော်ကိုကြီးဟုတ်ကဲ့ပါကြီးကျေးဇူးပါကြီးမင်္ဂလာပါဟုတ်ကဲ့ပါကိုကြီး